ကျွန်တော်ဒီနေ့ကျန်းစာသူ context နဲ့ဖတ်ဖို့သူ meaning ကိုတကယ်ယူနိုင်ဖို့အတွက်ရန်ပြောစာရှိတယ်ပေါ့နော်ကျွန်တော်တို့ကျန်းစာဖတ်တဲ့အချိန်မှာ jump byte ကိုတစ်ခုဖတ်တဲ့အချိန်မှာသူ context နဲ့ဘယ်လိုရမှန်မှန်ကန်ကန်ဘယ်လိုကျွန်တော်တို့ကတိတ်ပေကိုယွင်းထုံးရနိုင်ရမလဲဆိုရင်တော့ကျွန်တော်တို့ရဲ့လိုရတွင်းဖို့မဟုတ်ဘူး jump byte တွေရအောင်ပေါ့နော်ဒီ jump byte တစ်ခုထဲပဲဖတ်ပြီးတော့ဒီမှာကြည့်အဖျားတခင်ပြောတယ်အဲ့လိုလုံးလုံးမရဘူးနော်သူ context နဲ့မှန်မှန်ကန်ကန်ယူနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က ဒီချမ်ပတ်တစ်ခုဖတ်တဲ့အချိန်မှာသူ context နဲ့နော်အတိတ်ပဲကောင်းပြန်နိုင်မယ်ဆိုပြန်ဖို့အတွက်ဆိုရင်နော်ဒီချမ်ပတ်မလာခင်တပတ်နှစ်ပတ်လေးကိုဖတ်ထားလိုက်နော်အဲ့ဒါမှ meaning ကိုသိနိုင်မယ်တကယ်အရင် meaning ကိုသိနိုင်မယ်ဒါမှမဟုတ်ဘူးဆိုရင်နော်ဒီချမ်ပတ်ပြီးတာနဲ့အာလာတဲ့ချမ်ပတ်နှစ်ပတ်နှစ်ပတ်လောက်ဆက်ဖတ်ပေးပါဒါဆိုရင်သူ context နဲ့သူ context နဲ့အမှန်အကန် meaning တခု meaning ဒီအမှန်အကန်ဘာပြောချင်တယ်လဲဆိုတာကိုထုတ်နိုင်ရမယ် ပေါ့နော်တချို့တွေတချို့ကြံပိုက်တွေဆိုတော့ခက်တယ်ဆိုဆိုရင်အာဒီဟာထဲနဲ့ပဲမလုံတော့ဘူးဒီပါလေ chapter တစ်ခုလုံးဒီ book chapter တစ်ခုလုံးဖတ်လိုက်နော်ဥမာယောဟန်ဆိုတော့ယောဟန်တမှာရှိတဲ့ chapter ပါလေအခန်းကြီးဘယ်လောက်လဲအခန်းကြီး၃လားအခန်းကြီး၃အကုန်လုံးအစအဆုံးဖတ်လိုက်အဲ့မှ meaning တစ်ခုကိုဒီကြံပိုက်ရဲ့ meaning တစ်ခုကိုခဏခဏနားလည်နိုင်မယ်တချို့ကြံပိုက်တွေကအဲ့လောက်ထိရဲ့နဲ့နေတယ်ဒါချုံချံပိုက်တွေကြတော့အထက်ပိုသွားတယ် เนาะဒီယောဟန်ဆိုတော့ယောဟန်သေးပဲ chapter တစ်ခုတည်းပဲမဟုတ်ပဲနဲ့ဒီဟောပါလေဒီ new testament အကုန်လုံးဖတ်လိုက်မှနားလည်နိုင်မယ်ဒီ jump byte လေးရှိတယ်ဒီအဲ့ဒါပဲမကဘူးတချို့ jump byte တွေဆိုရင်တော့ new testament နဲ့မကဘဲနဲ့ old testament နဲ့ပုံလိုက်ရမှနားလည်နိုင်မယ်အရာတွေယေရှုနဲ့ပတ်သက်တဲ့အရာတွေယေရှုလှုပ်လာမယ့်အရာတွေ prophecy တွေနဲ့ပတ်သက်လာရင်ပေါ့နော်နားလည်နိုင်မယ် new testament နဲ့ old testament ပေါင်းမှပဲနားလည်နိုင်မယ်တချို့တွေကကြတော့တချို့ jump byte တွေ attack ပုံနဲ့နေသေးတယ်ဒီ ီဂျမ်ပိုက်ကဘယ်အချိန်မှရေးတယ်လဲဒီအချိန်မှဒီဂျမ်ပိုက်ကိုရေးနေတဲ့ AD ဘလောက်ဘလောက်ပါပဲဖြစ်ဖြစ်ပေါ်တော့ဆိုပါတော့အာကျွန်တော်ဆရာမဟုတ်ဘူးဆိုတော့ AD ရောပြောလိုက်တော့မယ်ဒီဂျမ်ပိုက်ကဘယ်အချိန်မှရေးတယ်လဲအဲ့ဒီအချိန်မှရေးတဲ့အချိန်မှလူတွေကဘယ်လိုမျိုးအယူအဆတွေကို culture နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအယူအဆတွေလူတွေမှာရှိတယ်လဲအယုံကြည်ခြင်းတွေဘယ်လိုမျိုး မဘလိုမျိုးယုံကြည်ခြင်းတွေလူတွေမှာရှိတယ်လေပေါ့နော်ဘုရားနဲ့ပတ်သက်လာဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်လာဖြစ်ဖြစ် culture ကဘလိုမျိုးလဲယုံကြည်ခြင်းကတို့ယုံကြည်ခြင်းအဲ့ချိန်မှာဘလိုမျိုးလဲဘယ်လိုမျိုးအချိန်မှာဒီ jump bike ကိုရေးသွားတယ်လဲဘယ်အချိန်မှာရေးသွားတယ်လဲဆိုတဲ့ဟာတွေနည်းနည်းပါးပါးတည်ရင်တော့ပို့ပြီးတော့ဒီ jump bike ကိုနည်းနည်းနဲ့ကျွန်တော်တို့ကအတိတ်ပဲကော့ယူလို့ရတယ်မှန်ကန်ဆိုကော့ယူလို့ရတယ်ပေါ့နော်အဲ့လောက်ထိအ jump bike ကနည်းနည်းတာဒီစာတိယုံနဲ့ပဲမဟုတ်ဘူးပေါ့နော်ပြီးတော့ theology လေးတွေ doctrine လေးတွေတိမှနော် အဲဟီဘရုစာလေးတွေဒါမှမဟုတ်ရင်ဟီဘရုစာလေးဒါမှမဟုတ်ရင်ဂရိစာလေးနည်းနည်းပါတိမှဆရာတယောက်လှုပ်ဖို့ကအဲ့လောက်ထိလိုတယ်လို့လည်းမပြောမပြောလိုပါဘူးဒါပေမဲ့ကျမ်းစာကြောင်းသက်တဲ့တူတွေဆိုရင်တော့ church history လေးတွေဒီကျမ်းပိုက်ကဘယ်အချိန်မှာရေးတယ်လဲဘယ်လိုမျိုး culture ရှိတယ်လဲအဲရေးတဲ့အချိန်မှာဘာညာဒါမျိုးလေးတွေတင်ပေးတယ်ကျမ်းစာကြောင်းသက်ရင်တော့ပေါ့နော်အဲ့လိုမျိုးတင်နေတယ်ကျမ်းစာကြောင်းသက်တယ်ဆိုတော့ဒါတွေနည်းနည်းပါတိတဲ့အချိန်မှာအခြေခံရှိသွားတယ်ကျမ်းပိုက်တစ်ခုကိုဘာသာပြန်တဲ့အချိန်မှာအခြေခံရှိသွားတယ်ပေါ့နော် အဲ့ဒါတွေက critical အရင်ဖြစ်တယ်အဲ့ဒါလိုအပ်တယ်ခုဆရာ David Larson လင်းအောင်တို့ Joshua A Benihin Joel Osteen တို့ Bill Johnson တို့နော်ပေါ့နော် Jesse Duplantis Kenny Copeland ဟိုဖက်ဖွဲ့တွေ Stephen Furtick Stephen Furtick တို့ကျောင်းအော်ရ Stephen Furtick တို့လေတကယ်ကျန်းစာကျောင်းတက်ပြီးတော့ဘွေးတွေလည်းရန်ယူထားတယ် तू တိတယ် तू context နဲ့ तू တိတယ်တမင်တက်တက်ရားနေတဲ့နားကိုကိုပေးချင်လို့ तू အဲ့လိုလုပ်နေတာ तू ဟောနေတဲ့တရားတွေကလေလူတွေဖာပြီးတော့ဖြစ်တဲ့ sermon တွေနဲ့ပဲလူတွေက အရန်စိတ်တကြွအောင်မလုပ်ပေးနေတာအဲ့တော့ကျွန်တော်ကနားမလည်နိုင်ဘူးအဲ့ဒီ Steven Furtick တော့ဒါမဲ့ကြံတဲ့သူတွေကတော့ကျွန်တော်နားလေတယ်ဘာဖြစ်လို့လဲဆိုသူတို့တွေကစန်းစာကြောင်းတက်တဲ့လူတွေမဟုတ်ဘူးเนาะဖခင်အုံပြုလို့เนาะမိဘကနေကျွန်တော်ဇင်းတို့ဆိုတော့သူ့အဖေကနေ inherit လုပ်လာတာဒီဖခင်เจ้า ministry ကိုဆာဒေဗီလာတို့ဆိုရင်လည်းဖခင်တနေ့ခေါ်လို့ပေါ့เนาะခန်းစားချက်တစ်ခုရှိလို့ပေါ့เนาะဖခင်ရဲ့ဖခင်ရှင်းရှင်းအထောက်အထားဒီလိုပြပြပါတယ်တက်တေရှိပါတယ်ဆိုတဲ့အရာနဲ့လာပြီးတော့ဖခင်ဖက်မှာ ပါဝင်လာကြတယ် ministry ဖက်နဲ့မှာပါဝင်လာကြတယ်ဆရာတွေလှုပ်လာကြတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်းပြောတယ် theology တွေပဲ theology တိမ theology doctrine တွေပါညာအရန်လိုအပ်တဲ့ပါညာဆိုပြီးတော့လူတွေပြောကြတာလေအဲ့ဒါတွေကတဲ့ကျမ်းစာဘလောက်မတိတိ theology doctrine တွေကတဲ့ pharisee တွေတုံ့ပြုပါညာပေါ့နော်ကျမ်းစာပဲကျမ်းစာပဲကျွန်တော်တို့နေ့တိုင်းဖတ်ရင် pharisee pharisee ဖြစ်တယ်လို့လို့ပါလို့လို့ပေါ့နော်အဲ့လိုမျိုးသူတို့ပြောနေတာဒါတွေကမဟုတ်ဘူးအဲ့ဒါတွေတိရမယ်ဒါတွေက မမှန်ကန်ကန်ကြမ်းစာကင်ရဖို့ဖခင်အကြောင်းမမှန်ကန်ကန်တီးဖို့နော်ဆရာဒေးဗစ်လာရုလိုဂျမ်ပိုက်ကူတွေကိုယူပြီးတော့သူ context နဲ့လည်းမဖတ်ပဲနဲ့အလွယ်အလွယ်တွေမတုံးလေအောင်ဆိုရင်တော့ကျွန်တော်တို့က theology လေး doctrine လေးတွေ doctrine လေးတွေဒါမဟုတ်ရင်တော့ဒီပါတယ်ဒီကျမ်းကြောင်းလေးတွေပါတယ်တက်တင်တော့ကောင်းတယ်ပေါ့နော်ဆိုတော့ကျမ်းကျမ်းပိုက်တစ်ခုကိုကျွန်တော်တို့ကဒီအတိတ်ပဲပြန်တဲ့အချိန်မှာအဲ့ဒါလေးအခုနကျွန်တော်ရှင်းပြတာလေးတွေအဲ့ဒါတွေရှိဖို့လိုတယ် မဟုတ် you know မဟုတ်မဟုတ်ကဟုတ်ကတွေဒီမှာ jump jump bike ကဒီ jump bike ကအဲ့လိုပြောလေချီအောင်ဆိုပြီးတော့တခါတည်းယူပြီးတော့အတိတ်ပဲပြန်လို့မရဘူးဒါတွေကအဲ့လိုအတိတ်ပဲပြန်နေရင်အဲ့ဒါကြောင့်လည်းကျွန်တော်တို့က denomination ကကွဲတယ်အများရှိနေတာခုကနော် denomination တစ်ခုအแทမှာတောင်းမှနော် denomination ဒီအဖွဲ့တစ်ခုအแทမှာတောင်းမှနော်ကွဲနေတာအများကြီးပဲဖြစ်လို့ဆိုတော့အဲ့ဒါတွေကြောင့်နော် jump bike ကိုသူ context နဲ့မဖတ်ချင်းအကျိုးရဲ့အကျိုးကကြတော့ဒါတွေဖြစ်လာတယ် ို့ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတယ်ရှယ်ထားတယ်ပြီးတော့ဗီဒီယို link တစ်ခုကျွန်တော်ရှယ်ထားတယ် Facebook မှာဒီဆရာအဆရာမဟုတ်မင်တာမင်ထက်တူလာအဲမင်တာသူကတပည့်လာတော့အဖွဲကဟိုဖက်ဖွဲကနဲ့သူကခွဲထွက်လာပြီပေါ့နော်ဆိုတော့သူ့ရဲ့ testimony တွေသူ ပြောဆိုနေတဲ့အရာတွေကိုတွားကြည့်ကြည့်လိုက်အဲရှယ်လုပ်ပေးထားတဲ့အရာတွေဒီလိုမျိုးတွေနော်မဟုတ်ကောင်းကလည်းဒီဆရာတွေဟောနေတော့တကယ်ကင်တင်ရှင်းရတဲ့သူကဒီလိုမျိုးနေရာမှာမနေဘူးတန်ရှင်တော်ဝိညာဉ်တော်ဖြည်းဖြည်းချင်းနဲ့တွင်တင်ပေးတယ်ဟာဒီຢာတွေက ပါပါတယ်တကယ်ဒီဓမ္မတရားနဲ့မလိုက်တဲ့ຢာတွေပဲဆိုပြီးတော့ဒီနေရာကနဲ့ထွက်သင့်ပြီးဆိုပြီးတော့ the need the land need the မျိုးမျိုးချင်းအဖြစ်ပေါ်တော့ကောင်းတော့တန်ရှင်တော်ဝိညာဉ်တွေကဟောပါလဲထွက်ခိုင်းမှာဘုရားရှင်ထွက်ခိုင်းမှာဒီအဖွဲ့တွေရတယ်အဲ့ဒါပဲเนาะဆိုတော့ကျန်စာဖိုင်းရင်သူ context နဲ့အဲ့လိုဖတ်ပါเนาะသူ context နဲ့အဲ့လိုဖတ်ဖို့အချိန်မရှိဘူးပါညာဆိုတော့ဆရာကောင်းနေများအရှင်ဆရာမြတ်နေတော့ဆရာကိုထွေးတော့ဟိုမှာ ဒီဟိုမှာဆရာဘူးလဲအာဘူးလဲဆရာအများရှိတယ်အများရှိသေးတယ်ဆရာတွေဆရာကောင်းတယ်အများရှိသေးတယ်နော်ဒေးဗစ်လာတို့မှဆောင်းလင်းအောင်တို့မှဂျော့ရှွာအေးတို့မှနာမည်ကြီးတိုင်းပဲအရင်အရင်ယုံမရှိနဲ့နော်သူတို့ဖျားเจ้าနဲ့ကြီးမှာပဲဟာဖျားရခင်တုံးပြူတဲ့လူတွေဖြစ်မှာပါကြီးအောင်လူတွေများနေတာသူတို့ပေးကန်းနိုင်မှာပဲသူတို့ရှိရင်ရှိတယ်လို့ပေးကန်းနိုင်လူမှာကြီးအောင်လေလောကမှာကြီးအောင်ထင်းရလူတွေများကြီးမီလီယံလိုက်နဲ့ပေးနေတာ နော် George Meyer တို့ဒီရင်ဖားတဲ့ Kenneth Copeland တို့ဆိုရင်လည်း million like နဲ့နော်သူတို့ဒီ charity တွေလုပ်တယ်ဖခင်နာမနဲ့လုပ်ပါတယ်ဒါပေမဲ့သူတို့ရှိရှိရင်ရှိတဲ့လောက်နဲ့လုပ်တာနော်ဒါတွေကဖခင်နာမနဲ့လုပ်ပေမဲ့လည်းတကယ်ပဲဒီပါလေတကယ်စစ်မှန်နဲ့နော်ဖခင်နာမနဲ့ဆိုပါတော့နော်လုပ်တယ်လားမလုပ်ဘူးဆိုတာလားဆိုတာကသူတို့ရဲ့အာ တို့ကေတင်ချင်းရအချင်းမရအချင်းမှာကျွန်တော်သိရမယ်ကျွန်တော်ကေတင်ချင်းတို့ကေတင်ချင်းရမရဆိုတာကဘယ်လိုသိနိုင်မလဲဆိုတော့အတီးအတီးတွေမှာသိရမယ်တို့ရဲ့အတီးတွေမှာပေါ့နော်ဒီပေကနိုင်တိုင်းပဲဒီသူများ homeless ကိုနေနိုင်တိုင်းမိမိပါမိုက်ကိုနေနိုင်တိုင်းပဲနော်အဲ့လောက်အထူပေးနိုင်တိုင်းပဲအဲ့ဒါတချင်တော်ဝင်းရင်တော့အမ်ရဲ့အတီးတွေပါတယ်ကျွန်တော်တို့ပြောလို့မရဘူးနော်စကားကြွယ်နိုင်တိုင်းပဲနော်ပြီးတော့တို့ဖခင်ကြောင့်လူများတိုင်းပဲဒါမှမဟုတ်ရင်တို့ကနာမည်ကြီးတိုင်းပဲ နော်ဘယ်လိုဒုက္ခရောက်ပါလဲဆင်းရဲပါလဲအခုကြတော့နော်အဲဆင်းရဲခြင်းရတယ်မွေးဆွေးဝါထရရနဲ့လွတ်မြောက်ပြီးတော့အာရန်ကြီး public speaker တွေဖြစ်လာတယ်ပါညာဆိုတိုင်းပဲကျွန်တော်တို့ကဖះအုံပြုတယ်လို့လေဖះခေါ်ထုတ်လူတွေလည်းကျွန်တော်တို့ပြောလို့မရဘူးစာတန်လည်းလုံလုံရတယ်ကျွန်တော်တို့တွေကိုလန်လွဲစေဖို့အတွက်ဆိုရင်တော့စာတန်ဘာမဆိုလုံနိုင်တယ်ဒီလောကမှာပေါ့နော်အဲ့ဒါကျွန်တော်တို့တတိထားရမယ်သူတို့ပြောဆိုနေတဲ့ຢာတွေကချမ်းစာနဲ့ like မ like ဆိုတာကိုသူ context နဲ့ဖတ်ပြီးတော့ကျွန်တော် sensitive ဖို့အတွက်နော်အဲ့ဒါအဲ့ရအရန်လိုအပ်တယ်ပေါ့နော် အဲ့ဒါပြောချင်ပါတယ်ပေါ့နော်ကဲချိန်ရောဟိုကနေပြီဆိုတော့ကြားနာနေသူတယောက်စီစံနေဖျားခင်ရဲ့အကောင်းကြီးရှိပါစေပေါ့နော်အာမင်